ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ငါအမေကငောက်ငင်းငယ်လေးတရားမိပါမဲ့ဖြစ်ထားခဲ့တာငါတို့ခုထိသူပြုံးနေတဲ့ပုံကြည့်တိုင်းသူစကားထပြောမယ်လို့ထင်နေတော့မယ် ဒါကိုကြာပြီးမန်နူမက်ယူနဲ့မဆူတို့၃ယောက်လုံးမျက်ရည်တွေဝိုင်းလာကြပါတဲ့။ပြီးတာနဲ့ညီမ၃ယောက်လုံးငိုချလိုက်တော့တာပေါ့ကွယ်။ခဏကြာမှတော့မန်နူကသူ့ညီမ၂ယောက်ကိုမျက်ရည်တုပ်ပြီးရင်ပြောလိုက်ပါတော့တဲ့။ငါတို့တီလို့ပျော့ညံ့နေလို့မဖြစ်ဘူး။တကယ်လို့ငါတို့သာပျော့ညံ့နေ။ငါတို့ညီမလေးမတူနဲ့မဆူဘယ်လိုလုပ်ကြမလဲ။ပြီးတော့အမင်းကကဘာပေါ်မှာမရှိတော့ပေမဲ့ငါတို့နဲ့တော့အမြဲအတူတူရှိနေပါတယ်ဟာ။ငါလည်းတောင်သိပါတယ်ဟာ။ ဒါပေမဲ့ဘလို့လောက်ရမလဲငါအစင်မပြေတမ်းအမေကိုတိတ်တတိရတာပဲဟာအမေသာရှင့်လေသူတို့ तू ရပဲအကုန်လောက်ပေးမှာငါပြောမယ်ဒီလိုတတိမရှိမလောက်ရအောင်လေငါတို့၃ယောက်ငယ်တုန်းကအမေရရှိသေးတယ်ပြီးတော့အမေတို့ရဲ့အကူအညီနဲ့ပဲငါတို့တလောက်ထိ ကြီးပြင်းလာပြီလေငါတို့မှညီမလေးတွေရှိသေးတယ်သူတို့တော့ငါတို့ပဲစောင့်ရှောက်ရမှာသူတို့အမေသေးဆုံးသွားပြီးတဲ့နောက်မှာတော့အမကြီး၃ယောက်ကသူများအိမ်မှာအလုပ်လေးတွေလုပ်ရင်းသူတို့ညီမတွေကိုကြောင်းထားပေးခဲ့ကြတာပေါ့ကွယ် ။ဒီနေ့မှတော့မတ်သူနဲ့မတ်ဇူးကကျောင်းကနေပြန်လာပြီးဒီလိုပြောနေပါတော့တဲ့။မမ၊တမီးရဲ့ကျောင်းဝတ်ဆောင်ကမကောင်းတော့ဘူး။အစ်စ်ဝယ်ပေးတော့နော်။အကုန်လုံးကတမီးကိုတွေ့ရင်ရှင်နေကြတာ။လာ၊အဲ့ဒါအမအောင်ပေး။မနှုပြောမနေနဲ့။အရင်လိုပြန်ဖြစ်အောင်အမချုပ်ပေးမယ်လေ။မရဘူး၊မရဘူး။တမီးကအစ်စ်ပဲလုံချင်တာ။ပြီးတော့အမြဲတမ်းချုပ်ရကြီးတွေနဲ့ပဲနေနေရတာ။အေးပါကွယ်။ဒါဆိုလဲခဏလောက်တော့အဲ့ဒါလေးနဲ့နေအောင်လေ။ပြီးရင်အမအစ်စ်ဝယ်ပေးပါမယ်။ တကယ်နော်ဂတိပဲမယူသမီးအတွက်ကျောင်းဝတ်ဆောင်အသေးဝယ်ပေးပါမယ်လို့ဂတိပဲဒီလိုနဲ့မယူလိန်မတ်သူကိုဝယ်ပေးမယ်လို့ဂတိပေးလိုက်ရလို့တော့ပေါ့ကွယ်ပြီးတာနဲ့မယူကမတ်သူရဲ့ကျောင်းဝတ်ဆောင်လေးကိုချုပ်ပေးနေပါတဲ့တဖက်မှာတော့မတ်စုနဲ့မနူကစားစရာတွေပြင်ဆင်ပြီးကျွေးဖို့အတွက်လုပ်နေပါတယ်မယူရဲ့ကလေးအင်ကြီးချုပ်ပြီးလဲလာစားတော့လေဒီမှာစားစရာတွေအေးကုန်ပြီဒီလိုနဲ့အကုန်လုံးကကျင်းမြေပေါ်ထိုင်ပြီးစားစရာတွေကိုအရသာရှိရှိ စားကြပါတဲ့ကွယ် ဒီချိန်မှာပဲမဆူးလေးကပြောလိုက်ပါတော့တဲ့မမဒီနေ့သမီးငါးစားချန်လိုက်တာဒီနေ့ကျောင်းမှာငါးနဲ့ဆိုင်တဲ့ပုံမြင်ပြောတာလေအဲ့ပုံမြင်ထဲမှာလေအဖွားတယောက်ကသူ့မြေးလေးတွေအတွက်အရင်ကောင်းတဲ့ငါးဟင်းချက်ကျွေးတာတဲ့သမီးလည်းအဲ့ဒီမှာစားချန်သွားတာသမီးကိုကျွေးပါလားယင်အဆူရဲ့အခုကစီးပွားရေးတွေကြာနေတာပြီးတော့ငါးတွေရာလဲဈေးထဲမှာအရင်ဈေးကြီးရာလေး တကယ်လို့အမပတ်ဆက်နေစုပြီးတော့ငါ့ကိုကိုယ်တိုင်ချက်ပြီးညီမလေးကိုကျွေးမယ်ကွယ်ဟုတ်ပြီလားအဲ့ဒီကစားပြီးနေတိုင်းလူလူမတ်သူနဲ့မတ်စုကသူတို့လူချင်းနာရီတစ်ခုပြီးတစ်ခုပြောလိုက်ပါတယ်ဒါပေမဲ့လည်းသူတို့မှာစီးပွားရေးအဆင်မပြေတာကြောင့်ဖြည်းစည်းမပေးနိုင်ဘူးတယ်ကွယ်သူတို့လည်းတတ်မှမတတ်နိုင်ကြတော့ဘူးဒီနေ့မှတော့ညီမငါယောက်ကအိနေကြတော့ပြင်းထန်တဲ့မုန်တိုင်းကြီးတစ်ခုတိုက်ခတ်လာခဲ့ပါတယ်လေကအတော်ပြင်းတာကြောင့်ခဏကြာမှပဲညီမငါးယောက်နေထိုင်တဲ့ခနော်နီခနော်နဲ့အင်းလေးလည်းပြူကျသွားခဲ့ပါတည်းကွယ် မနှူးနဲ့မယူရင်ကလေးတွေကိုဂယူဆိုင်နော်ညီမလေးတို့အဆင်ပြေကြရမလားဘယ်နာခိုက်မိသွားသေးလဲသမီးတို့အဆင်ပြေတယ်မမဒါပေမဲ့သမီးတို့အိမ်လေးပြက်စီးသွားပြီဘလို့လောက်ကြမလဲဖေဟာဖေဟာငါတို့ညီမတွေစီကိုဘလို့ကန့်ဆုံးမှုတွေများထက်လာအောင်မလဲပထမဆုံးအမေကိုငါတို့စီကနေခေါ်သွားတယ်အခုတော့အမေထားခဲ့တဲ့တခုတည်းသောအရာလေးကိုပါဖြိုချပစ်လိုက်ပြီလား ီလိုနဲ့ညီမ၅ယောက်ကသူတို့ပြည့်စည်သွားတဲ့အိမ်လေးကိုထားခဲ့ပြီးလမ်းပေါ်မှာရှောက်သွားကြရပါတည်း။ဘိုက်ကလေးစာရေရလေးစာနဲ့ပင်မနေကြတာပေါ့ကွယ်။အချင်းတော်တော်ကြာလမ်းလျှောက်ပြီးတဲ့အခါမှာတော့သူတို့တွေကတော်တော်လေးကိုပင်မလာကြပါတည်း။ဒါပေမဲ့သူတို့ဟာနေစရာအခုထိရှာမတွေ့သေးဘူးတဲ့ကွယ်။ရုတ်တရက်ပိမဆူးချက်တော့ကိုစူးစူးသွားခဲ့ပါတည်းမယူရဲကလေးချက်တော့စူးစူးသွားပြီ။သူ့ကိုဆေးမြင့်မြန်ထည့်ပေးမှရမယ်။မဟုတ်ရင်အနာပူပူဆိုးလာမှာဒီလိုတော့ကြီးထဲမှာ ငါတို့ကပင်နားမှာစေးသွားရှာပါမလဲမစိုးရင်ပါနဲ့ဟိုမှာကြည့်ဟိုပင်တွေ့လားအဲ့ဒါစေးပင်ပဲအဲ့ဒီရွက်ကိုခြေပြီးကလေးခြေတော်မှာအုံပေးလိုက်ဒါဆိုအနာတက်တာသွားမှာဒါမဲ့မတ်စုလေးအရွက်ကိုသွားခုပြီးသူ့လက်နဲ့ပုတ်ခြေကမတ်စုရဲ့အချက်တော်မှာအုံပေးလိုက်ပါတည်းပြီးတာနဲ့ညီမ၅ယောက်လေးဆက်သွားခဲ့ကြတာပေါ့ခဏကြာမှတော့လမ်းအကြာကြီးလျှောက်ရတာကြောင့်မတ်သူလေးကဗိုက်စာလာပါတည်းဘိုက်ကလေးစားရေးရလေးစားတာကြောင့်ဒီလိုပြောလိုက်ပါတယ် မမသမီးပိုက်ရမ်းစာနေပြီးပိုက်လဲအောင်ပြီးကောင်းမှမူးလာပြီးတလန်းတော်ဆက်မလျှောက်နိုင်တော့ဘူးခနာအားတင်းထားပါအောင်ကွယ်မမစီစစ်နေရဲ့အဲ့ဒီချိန်လေးနည်းနည်းအားတင်းပြီးဆက်လျှောက်ပြီးနော်ဒီလိုနဲ့ဆက်လျှောက်လာလိုက်ကြတာတဏှာရောက်မှတော့ပြင်းစည်းနေတဲ့မှိုက်ပုံကြီးတစ်ခုစီကိုရောက်လာခဲ့ကြပါတယ်အိမ်နားမှာလွှင့်ပြင်ထားတဲ့မုတ်တခုလေးရှိနေတာပေါ့ကွယ်။ဒါနဲ့ပဲမတ်စုလေးအထောက်ကိုကောက်ပြီးတေချာတန့်ရှင်းကမတ်သူလေးကိုကြွေးလိုက်ပါလေ။လာ၊တောင်စားလိုက်မတ်သူ မြမလေးပိုက်စာညာမလားမမတို့လည်းအတူတူစားကြလေဒါနဲ့ညီမငါရောက်လေမုံလေးကိုတပိုင်းစီစားကြပါတည်းပြီးတာနဲ့ဆက်လျှောက်ကြပြန်ပါတယ်ခဏကြာမှတော့သူတို့တွေကရင်းကိုကြီးမားတဲ့မြေကမ်းပါတစ်ခုကိုရောက်လာခဲ့ကြပါတည်းအိုးမမရေညစ်ကြီးကအကြီးကြီးပဲနော် လေအေးအေးတွေလည်းတိုက်နေရသမီးကတော့နေရတာအေးချမ်းနေတယ်လို့ပဲမနှုန်နဲ့မဆုရေငါတို့တွေဒီမှာခဏနားရအောင်လေငါလည်းမင်းညတဲ့ကခြေထောက်တွေကိုက်နေတာ အဲ့ဒါပိုပိုပဲဆိုးလာတယ်ဒီနောက်မှခဏထိုင်ရအောင်နော်ညီမငါရောက်ကမ်းမမှာထိုင်ပြီးခဏအကြာမှာပဲငါတွေကကင်ပေါ်မှာရောက်နေတာကိုတွေ့လိုက်ရပါတယ်မမကြည့်အောင်ဒီငါတွေကကင်ပေါ်ရောက်ပြီးရုန်းကန်နေကြတာဟမ်သူတို့တွေမြေပေါ်ရောက်နေကြတာပဲသမီးတို့ဖမ်းပြီးချက်စားလို့ရပြီသမီးတို့ကြိုက်တယ်လေမလောက်ရအောင်လေစုသူတို့လေးတွေတန်ရာရနေရှာတာမမတို့ကူညီမရမှာပေါ့ ဒီလိုနဲ့အညီမငါယောက်ကမျက်နှာဝင်းကျင်ကိုကြည့်လိုက်ပါတည်းဒီခါမှတော့အမိုက်တွေစုပုံနေတာကိုတွေ့လိုက်ကြရတော့တာပေါ့အမိုက်ဆက်ကူတွေပလတ်စတစ်တွေပလင်းခုံတွေနဲ့ညစ်ပတ်နေတာပေါ့ကွယ်ဒါကိုမြင်ပြီးမဆုက ပြောလိုက်ပါတော့တည်းကြည့်ရတာတော့မင်းညမုံတိုင်းကြောင့်အမိုက်တွေပုံလာပြီးငါးတွေလည်းဒီလိုဖြစ်သွားပုံမယ်ဒီလိုလောက်ရအောင်လေညစ်ပေးရအမိုက်တွေကိုရှင်းလိုက်ကြမယ်ဒါဆိုငါးတွေလည်းရေထဲမှာအေးဆေးနေလို့ရပြီး ဒါနဲ့ပဲညီမငါရောက်ကမြကန်းလေးကအမိုက်တွေကိုကောက်တီချာစုစည်းပြီးအမိုက်ပုံစီသွားပြစ်ကတန်ရှင်းရေးလုပ်ကြပါတည်း။ဒံရရနေတဲ့ငါးလေးတွေကိုလည်းရည်ရင်းပြန်လှုပ်ပေးလိုက်တာပေါ့ကွယ်။မမကြီးကြည့်ပါဦး။ဒီငါးလေးကူးသွားတာဖြစ်ဖြစ်ချင်းမြုပ်မြုပ်သွားတာနော်။ဟုတ်တယ်။ရည်တွေကတန်ရှင်းသွားလို့သူတို့လည်းကူးနိုင်သွားကြတာနေမှာ။ပိုတန်ရှင်းသွားအောင်လို့ငါတို့လောက်ရအောင်နော်။ဒါဆိုသူတို့ပိုပြီးအဆင်ပြေပြေနေနိုင်မှာ။ ။ဒါနဲ့ပဲညီမငါရောက်လိမ့်မြစ်ကိုထပ်ပြီးတန်းရှင်းရေလောက်ကြပြန်ပါတည်းခဏကြာမှတော့ညီရေကကြည်လင်နေလိုက်တော့ငွေရောင်တောင်တောက်နေတည်းကွယ်။ငါးလေးတွေကလည်းကူးခတ်နေကြတာပေါ့။ညီမငါရောက်လိမ့်သူ့အမေပုံလေးကိုချပြီးမြစ်ကမ်းဘေးမှာထိုင်နေကြတာပေါ့ကွယ်။ရေတွေကိုကြည်ရတာလှလိုက်တာငွေရောင်တောက်နေအောင်ပဲ။ဒါပေမဲ့ပြဿနာငါတို့ခုချိန်နေနေဆရာရှာမတွေ့သေးဘူးနော်။နှစ်ရက်လောက်တောင်ရှိပြီ။ဘာလို့မတွေ့ရသေးတာလဲမသိဘူး။အမေရဲ့တမီးတို့ဘာလို့ရမလဲ။ ဘယ်ဟုသွားရမလဲဒီလိုနဲ့ညီမအယောက်ကတွေ့ဝင်နေကြတော့တာပေါ့သူတို့ရဲ့မျောလင့်ချက်တွေကအခုဆိုရင် စိတ်ပြတ်အာရုံမှုတွေဖြစ်စာပြူလာနေပါပြီခဏကြာမှတော့ရွှေရောင်ငါးကြီးတကောင်ကမြစ်ထဲကနေရုတ်တရက်ထွက်ပေါ်လာခဲ့ပါတယ်သူရဲ့ခန္ဓာကိုယ်ကရွှေရောင်တောက်နေပြီးအတန်ကလေကြီးတောက်နေပါတည်းကွယ်ဘာဖြစ်နေကြတာလဲမင်းတို့ညီမအယောက်ဘာလို့ဝမ်းနေနေကြတာလဲမျက်လုံးတွေလည်းစွတ်စွတ်နေရောပေါ့ဒီမှာဘသူကအမေလဲမကြောက်ကြပါနဲ့ငါရွှေရောင်ငါးလေးပါဟင် စကားပြောတတ်တာလားငါတော့ငါ့တွေစကားပြောတာမကြားဘူးပါဦးငါတာမန်ငါမဟုတ်ပါဘူးငါမှုံငါလိပါမင်းတို့ကိုကူညီဖို့ငါရောက်လာတာမင်းတို့ကမြစ်ကိုတန်ရှင်းပြီးပြီးငါတို့အများကြီးရဲ့အသက်ကိုကယ်တင်ထားတာလေမင်းတို့ကိုကူညီဖို့ကငါတောင်းဝင်မဲ့ပေါ့မင်းတို့လက်ထဲမှာကင်ထားတဲ့ဒီပုံရတော့မင်းတို့တွေကမိဘမဲ့လေးတွေဖြစ်မယ်မဟုတ်လားကျမတို့နားလဲပါပဲကျမတို့ပြက်တနာတော့တဘာဝဘေးကိုဂျုံလာရတာပါပဲကိုနေရမုံတိုင်းကြောင်ကျမတို့အိမ်လေးပြိုကျသွားတယ် အခုဆိုနေစရာတော့မရှိတော့ဘူးစိတ်မပူပါနဲ့ငါမင်းတို့အတွက်အေးအေးဆေးဆေးနေလို့ရမယ်နေရာတစ်ခုပေးမယ်ပြီးတော့အိမ်မှာနေပြီးတော့ဒီမြေကမ်းမှာလေလာပြီးငါမြလို့ရတယ်ဒီလိုနဲ့ရွှေရောင်ကားလေးရဲ့မှောက်အစွမ်းကြောင့်အဲ့ဒီနားမှာလင်းရောင်တွေထွက်ပေါ်လာပြီးလှပတွေအိမ်လေးတိမ်ပေါ်လာခဲ့ပါတယ်ဝေါင်းအိမ်လေးကလှလိုက်တာဒါမျိုးလေငါပုံမြင်စာအုပ်တွေထဲမှာပဲတွေ့ဘူးတာမော်ငါးလေးရဲ့မင်းကအရန်တော်တာပဲကျေးဇူးတင်ပါတယ်ကလေးရင်အခုငါသွားရတော့မယ်ဘီယူဆိုင်ကြနော် ဒီလိုနဲ့ညီမအယောက်ကအီတဲဝင်သွားကြပါတည်းအိမ်လေးကလှပလုံးပြီးဘာပြက်တနာမှလည်းမရှိဘူးရယ်ကွယ်ပြီးတာနဲ့ညီမငါယောက်ကမြေကမ်းမေးမှာငားများကြပြီးကြားလာတဲ့ငားတွေကိုဈေးမှာတောင်းရောက်ခဲ့ကြပါတယ်ဒါနဲ့ပဲသူတို့မှာစီးပွားရေးတစ်ခုခိုင်ခိုင်မာမာရှိလာပြီးဘာပြက်တနာမှလည်းမရှိဘဲပျော်ရွှင်စွာနဲ့နေထိုင်သွားကြပါတည်းကွယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။